ရတဲ့အောင်လုံးမဲမင်္ဂလာပါရှင်မန္တလေးခေတ္တမှာပြန်လဲကြဆွန်လာရပါရှင်ကျမတို့ channel ကနေနေစဉ်ပြင်တွင်ပြပါတဲ့များကြော်လိုက်တဲ့တဲ့များနဲ့နောက်ဆုံးရတဲ့တဲ့များကိုအချိန်နဲ့တပင်းကြီးစားတင်တက်ဆက်ပြီးတော့မှဖြစ်ပါရှင်ယခုပထမအစွာစားတင်တက်ဆက်ပြီးမဲ့တဲ့ချောင်းလည်းကတော့ထဝဲစီပွားရေးစီမံကိန်းကိုရုရှားလက်ထက်အရင်အတွဲမြန်မာဂျပန်ထိုင်းနိုင်ငံတို့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အထူးစီပွားရေးဆို SPV ကိုဖျက်တဲ့ရန်ဒုစစ်ခေါင်းဆောင်ဆိုရညွှန်ကြားထားတဲ့ဆိုတဲ့တဲ့လေးပဲဖြစ်ပါရှင် တနေ့တရီတိုင်းချိုဝဲအထူးစီးပွားရေးဆိုစီမံကိန်းကိုရုရှားလက်ထက်အရင်အတွဲမြန်မာဂျပန်ထားနိုင်ငံတို့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အထူးစီးပွားရေးဆို SPV ကိုဖြတ်သိမ်းရင်းညနေဆွေးနွေးရန်တွစကောင်ဆောင်ဆွေးနွေးညွှန်ကြားလိုက်ကြောင်းသိရပါတယ်။ဂျပန်နေနေပြည်တော်တွင်ပြုလုပ်ခဲ့တဲ့မြန်မာအထူးစီးပွားရေးဆိုဆန်ရဘဟုအဖွဲ့အစည်းတွင်တွစကောင်ဆောင်ဆွေးဝင်ကအထက်ပါအတိုင်းညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထဝယ်အထူးစီးပွားရေးဆိုအနေဖြင့် SPV special purpose visor เพื่อตีเนี่ยปัตตบี မြန်မာထိုင်းဂျပန်သုံးနိုင်ငံညှိနှိုင်းဆွေးနွေးပြီးပြည်ပြင်းအောင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်းချဝဲစီမံကိန်းတွေရခိုင်ရင်းနှီးမြှုပ်နှံခဲ့တဲ့အီတလီယန်ထိုင်းဆောင်ရွက်ခဲ့တဲ့စီမံကိန်းကိစ္စရပ်များပြီးမြောက်သွားခဲ့တော့လည်းပဲဥပဒေကြောင့်အရာဆက်လက်ရှင်းလင်းဆောင်ရွက်ရမယ့်ကိစ္စရပ်များကိုအစဉ်ပြေချောမွေ့စွာဖြင့်သက်ဆိုင်ရာဥပဒေပညာရှင်များဖြင့်လွတ်ထွက်လုံနည်းများနဲ့အငြိဆောင်ရွက်သွားရန်အရေးကြီးကြောင်းထို့ထို့ဆောင်ရွက်ရာတွင်လာရောက်ရင်းနှီးမြှုပ်နှံသူအပေါင်းဝင် ၃ဦးဖလှယ်ပြီးတော့ဝင်းဝင်းစကြူရေးရှင်ဖြစ်ရင်ဆောင်းရွက်သွားကြရန်စိုးရိမ်ကပြောဆိုတကြောင်တရှိရပါတယ်။ မြန်မာရဲ့ရုရှားကိစ္စအတွင်းမှာထဝယ်ထူစီပွားရေးစုံနဲ့ပတ်သက်၍အခွင့်အလမ်းများစွာဖော်ဆောင်နိုင်ခဲ့တဲ့အတွက်မကြာမီတွင်အရှိန်အဟုန်ဖြင့်အောင်မြင်ဖြစ်ထွန်းလာတော့မည်ဖြစ်ကြောင်းထို့ကြောင့်ယခုအချိန်ကပင်လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများနဲ့အနာရောက်ရှင်နေမြတ်နေသူများစိတ်ချမ်းသာစွာဖြင့်လုပ်ငန်းများအဆင်ပြေချောမွေ့စွာနေမြန်စွာဆောင်ရွက်သွားနိုင်ရန်တက်ဆိုင်ရာတာဝန်ရှိသူများကဆောင်ရွက်ထားရန်ဒုစရိုက်ကောင်စုံမိတာအမိတ်ပေးထားကြောင်းသိရှိရပါသည် ထဝယ်သူစီးပွားရေးဆိုမှု2008ခုနှစ်ကလေးကအကောင့်အချက်ဖော်ခဲ့ခြင်းဖြစ်ပြီးတိသားထင်ရှားသည့်တိုးတက်မှုများမရှိခဲ့တဲ့ပြင်ရင်းနှီးတစ္ဆောက်သူအီတာလီယန်ထိုင်းကုမ္ပဏီရဲ့လောက်ကိုက်ခွင့်ကို2029ခုနှစ်ဒီဇင်ဘာလ30ရက်နေ့တွင်ရပ်ဆိုင်းထားခဲ့လည်းဖြစ်ပါရယ် ထဝယ်အထူးစီးပွားရေးဆိုစီမံခန့်ခွဲမှုကော်မတီ DSEZMC ကထဝယ်အထူးစီးပွားရေးဆိုကနအူအစဉ်စီမံကိန်းလုပ်ငန်း၉ခုအတွင်းအီတလီယန်ထိုင်းကုမ္ပဏီနဲ့ချုပ်ဆိုထားတဲ့စီမံကိန်းလုပ်ငန်းဆောင်ရွက်ခွင့်စာချုပ်များအလုံးကို၂၀၂၀ပြည့်နှစ်ဒီဇင်ဘာလ၃၀ရက်နေ့တွင်ရက်ဆိုင်ခဲ့ခြင်းဖြစ်ပါသည်အီတလီယန်ထိုင်းကုမ္ပဏီအနေဖြင့်ထဝယ်အထူးစီးပွားရေးဆိုစီမံကိန်းအကောင့်အချက်ပေါ်ဆောင်ရွက်ရာတွင်အဓိကအားနည်းမှုကြောင့် စီမံကိန်းလုပ်ခွင့်ရဆိုင်ခဲ့ချက်ဖြစ်ကြောင်းအီတလီယန်ထိုင်းကုမ္ပဏီကစီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန်အချိန်ကျနောက်နေကြံကြာခြင်းစာချုပ်ပါဗန်နာရေးဆိုင်ရာတာဝန်များဖြစ်စဉ်များပြက်ကွက်ခြင်းစီမံကိန်းဆောင်ရွက်ရန်ဗန်ချံွေအထောက်အချာများမတင်ပြနိုင်ခြင်းစတင်ဇွမ်းဆောင်ရအားအားနည်းချက်များကြောင့်ကော်မတီအနေဖြင့်ယင်းဒီတည်ဆောက်ခွင့်ရရှိသူရဲ့ဆော့ဆော့ရင်များအပေါ်မှာယုံကြည်မှုများပျောက်ဆုံးခဲ့ရကြောင်းထဝယ်အထူးစီးပွားရေးဆုံးစီမံခန့်ခွဲမှုကော်မတီကအထင်ထုတ်ပြန်ထားဖြစ်ပါရယ်။ ဆက်လက်ပြီးတော့အုပ်ဖို့တွင်စစ်တပ်ကလူငယ်များကိုစစ်မှုထမ်းခိုင်းရန်ပြစ်ခတ်ဖမ်းဆီးစေလူငယ်တို့ကြီးထိမှတ်ပြီးညောင်ဦးတွင်နာရေးအိမ်ကိုစစ်တပ်ကဝင်ရောက်စီးနှင်ပြီးအတုပလာတီလူငယ်20ဦးကိုလည်းဖမ်းဆီးထားရဲဆိုတဲ့တဲ့ကိုတင်ဆက်ပေးမှာဖြစ်ပါပါရှင်။ပေါ်ပေါ်တိုင်းအုပ်ဖြုံအုပ်ဖုံမြို့နယ်တွင်အကြံပစ္စတကဂွေချောင်းရောက်ကိုဝင်ရောက်ပေါ်လာဆွဲဖက်စစင်ထွက်ပြေးသွားတဲ့လူငယ်များကိုပြစ်ခတ်ခတ်ချင်းကြောင်းလူငယ်သူဟာကြည်ထိမှန်တန်းရှိကြသောဒေတာပြည်သူများကရှမ်းကောက်ခေတ္တတဲ့ဌာနသားတို့ပြောဆိုထားဖြစ်ပါရယ် မတ်လ10ရက်တွင်အုပ်ဖို့မြို့နယ်ဂွေးချောင်းရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်းပြီးတော့လူငယ်များကိုပေါ်လာဆွဲဖက်စစ်စင်ထွက်ပြေးသွားတဲ့သူများကိုတနက်ဖြန်လက်လံပစ်ခတ်ခြင်းကြောင့်အလူငယ်တို့ကြည်ထမှန်တမ်းရရှိခဲ့ကြောင်းသိရှိရပါသည်။အကြမ်းဖက်စစ်ကောင်စစ်တပ်သားများကကျေးရွာအတွင်းမှဝင်ရောက်စီးနှင်းပစ်ခတ်မှုကြောင့်လက်ရှိအခြေတည်လူငယ်များဟာဆက်လက်ထိန်းသိမ်းဆောင်နေရကြောင်းကျေးရွာ၌ပေါ်လာဆွဲဖက်စစ်ခတ်ခဲ့ရတဲ့လူငယ်များရှိတော်လည်းပဲအရေးအတွက်ကိုအတိပြုနိုင်ရှင်းမရှိတဲ့ကြောင်းသိရှိရပါသည်။ စစ်ခွေးတွေကရွာလေးကိုတနက်နဲ့ပြစ်ခတ်ပြီးလူငယ်တွေကိုဝင်ရောက်ပေါ်လာဆွဲဖမ်းဆီးထားတာအဲ့ဒီမှာထွက်ပြေးလို့ဆိုပြီးပြစ်ခတ်ခံရတဲ့လူငယ်တွေရှိပါတယ်သူကကြီးထင်မှန်တယ်လို့လို့သိရပါတယ်တေဆုံချင်းရှိမရှိဆိုတာကိုတော့အတိမပြုံနိုင်သေးဘူးအခုချိန်ထိလူငယ်တွေရွာမပြန်ရဲကြသေးဘူးပေါ်ရဆွဲဖန်ဆီးခံရသူတွေရှိတယ်လို့တော့သိရပေမဲ့အရေးအတွက်ကိုတော့အတိမပြုံနိုင်သေးဘူးဒေတာ B22 ကတော့ပြောဆိုထားဖြစ်ပါတယ်ချွတ်ပြင်းမန္တလေးမြို့အညောင်မြို့နယ် ငါမင်းမေးပါရှိနာရေးအိမ်ကိုအကြမ်းပဲစစ်တပ်ကဝင်ရောက်ဆင်းနေပြီးဂျင်းရွာနေလူငယ်၂၀ဦးကိုပေါ်ရဆွဲဖမ်းဆီးသွားကြောင်းဒေတာပြည်သူများကရန်ကုန်ခေတ္တတွင်ဌာနချုပ်ပြောဆိုထားဖြစ်ပါရယ် မစလာဆင်းနေတွင်ညောင်အောင်မျိုးနဲ့ငမေမေယွာနာရဲ့အင်ကိုအကျံဖက်စကောက်စတတားများကဝှောက်ဆင်းနေပြီးဂျီဝါနီလူငယ်20ဦးကိုပေါ်ရဆွဲဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်းထို့သောပေါ်ရဆွဲဖမ်းဆီးခံခဲ့ရတဲ့လူငယ်များကိုအကျံဖက်စတတားက၎င်းတို့ပန်းလာတဲ့ကားဖြင့်တင်ဆောင်ရန်လူပြစ်နေ၍ဂျီဝါတွင်ပြည်သူပိုင်ကားတစ်စီးကိုပန်းယူဆောင်သွားကြောင်းသိရှိရပါသည်။ ညောင်းနယ်ကငါမင်းမေးရွာမှာနှာရည်အင်ကိုစစ်ခွေးတွေဝင်ရောက်စီးနေပြီးလူငယ်အယောက်20ကိုပေါ်ရဆဲဖမ်းဆီးသွားတာသူတို့ပါလာတဲ့ကားနဲ့မဆန်းလို့ကျွေးမှာရှိတဲ့ကားနဲ့ပေါ်ခေါ်ဆောင်သွားခဲ့တာဘယ်ကိုဖမ်းခေါ်သွားတယ်လဲဆိုတော့ကိုတော့မသိရသေးဘူးဘေးနာကရွာတွေကလူငယ်တွေကလည်းရွာထဲမှာမအိပ်ရကြတော့ဘူးလူငယ်တွေထွက်ပြေးသိမ်းရှောင်ပြီးတောတောင်တွေထမ်းမှာပဲတွားရောက်နေထိုင်နေကြရတယ်ဟိုဒေတာပီတူတူကပြောဆိုထားဖြစ်ပါတယ် ထို့ပြင်ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်အဖျောင်းမြို့အိန္ဒိယရွာတွင်လည်းအကြံပေးစစ်တပ်ကကျေရအုပ်ချုပ်ရမှုလောက်တိုင်းရာယီမှုဖူတီတီရာယီမှုကြော်ထင်းနဲ့ရာယီမှုဘူတူတို့ဟာ၎င်းရဲ့တာသမီများကိုနိုင်ငံခြားပို့ပြီးကျေရအတွင်ရှိလူငယ်များထံမှစစ်မှုထမ်းကျေးဟုဆိုကာနတ်စင်ငွေကြက်တထောင်ကောက်ခံပြီးစစ်မှုထမ်းရမဲ၌ရွေးချယ်မှုများလည်းလုံဆောင်နေကြောင်းဒေတာပြည်သူများကရန်ကုန်ခေတ္တတဲ့ထဏာထထုတ်ပြောဆိုထားဖြစ်ပါရယ် ဆက်လက်ပြီးတော့ဗန်းမော်မြို့နယ်ကလေးဝါမြို့တွင်စစ်တပ်ကလေကြောင်းတပ်ခန်းမှုကလေးငယ်၃ဦးအပါဝင်ပြည်သူငါဦးတန်းရပြီးအပြင်းထန်တမ်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါရှင် ကချင်ပြည်နယ်ဘန်းမော်မြို့စင်ကုန်းရက်ွက်ကိုအကြံပေးစစ်တပ်ကအနေဖြင့်ပုံချက်တိုက်ခိုက်ခဲ့ခြင်းကြောင့်ကလေးငယ်တို့အပြင်ထန်တန်ရရှိခဲ့ကြောင်းစစ်ဘေးရှောင်းကူညီနေတဲ့သူများကရန်ကုန်ခေတ္တတရဌာနထံသို့ပြောဆိုထားဖြစ်ပါရယ်။မဇလာ6ရက်နေ့တွင်မော်လယ်နှစ်နာရီခန့်တွင်ဘန်းမော်မြို့စင်ကုန်းရက်ွက်ရှိစာနေကျောင်းအနီးကိုအကြံပေးစစ်တပ်ကလေးဖြင့်ပုံချက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးကလေးငယ်တို့အပြင်ထန်တန်ရရှိခဲ့ကြောင်းသိရှိရပါရယ်။ စင်ကုံရက်ကွက်ကစာတင်ကြောင်းသားကိုစစ်တပ်ကလေးရင်နဲ့ပုံချေချလို့ကလေးငယ်လေးတွေထိတွားတာဒဏ်ရာအခြေအနေပြန်ထန်နေတယ်ဟုစစ်ပင်းရှောင်းပင်းတူတူကပြောဆိုချပြပါရယ်မဆလာပိုင်ကနေစတင်ပြီးတော့ဘန်းမော်မြို့မှာရှိတဲ့အကျန်းပစ္စတရဲ့လက်ကျန်းစခန်းအာလောကို KIA ကတတ်ခတ်သိမ့်ပရန်ထူးစစ်စစ်တက်ကနေချင်းပြပြီးအကျန်းပစ္စတဘက်ကလည်း၎င်းတို့တပ်စခန်းများမချရှုံးအီအတွေ့အချက်သားပြည်သူများကိုပါပြစ်မှတ်ထားပြီးလေကြောင်းဖြစ်ပုံချေတက်ခတ်နေချင်းဖြစ်ကြောင်းသိရှိရပါရယ် အလောင်းတူစကိုင်းတိုင်းကလေးဝမြို့နယ်မထုလီရွာကို အကျန်းပဲစစ်တကအနေဖြင့်ညပုံကျဲတခဲခဲချင်းကြောင်းကလေးငယ်နှုတ်အပောင်းဝင်းပြည်သူလေးဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းကလေးဝ People Defense Force ကပြောဆိုထားပြပါရီမစလာ၁၇ရက်နေ့မော်လင်နနိုင်း၃၀မိနစ်ခန့်တွင်ကလေးဝမြို့နယ်မထုလီကျေးရွာကို မစိန်ကျေးရွာနဲ့ တက်ဆွဲထားတဲ့စစ်ကောင်စစ်တပ်သားများကဒရုန်းဖြင့်ပုံကျဲတက်ခိုက်ခဲ့ခြင်းကြောင့်ကလေးငယ်နှုတ်အပောင်းဝင်းပြည်သူ၄ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရှိရပါသည်။အကြံပေးစစ်တပ်ရဲ့တက်ခိုက်မှုအတွင်မှာမထုလီရွာမှာအသက်84နှစ်အရွယ်ဦးခင်အောင်အသက်36နှစ်အရွယ်ဒေါ်မမာမင်းအသက်36နှစ်အရွယ်မောင်ဖြိုခန်းနဲ့အသက်9နှစ်အရွယ်မောင်နေလင်းခန်းတို့ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရှိရပါသည်။ အကြောင်းရတဲ့ဆက်ပင်မို့ကျွန်မပဲခေတ္တရာနာကိုပြပါရှင်နောက်ထပ်အပြေတွင် ပြပါတဲ့များကျောင်းနိုင်ရေးတရေများနဲ့နောက်ဆုံးရတရေများနဲ့အကျိုးပြန်လာပါမယ်ပရိသတ်များအလုံးပဲရွှေလန်းရှမ်းပြေကြပါစေရှင်